မင်္ဂလာပါခင်ဗျာဒီနေ့လီမှာတော့ငချင်း60ကြော်နီလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်ကြီးလို့ရေဟုတ်ကဲ့ပါဗျာဒီနေ့လီမှာတော့ငချင်းကိုအယိုးထုတ်တဲ့နီးအပြင်ကျွန်တော်တို့ငချင်း60ကြော်နီလေးပါတကယ်ကြီးလို့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြပါဦးနော်ဟုတ်ကဲ့ပါဗျာငချင်းကင်တဲ့အခါလူတော်တော်များများဖြစ်လိဖြစ်တာရှိတဲ့ပြဿနာလေးတစ်ခုရှိပါတယ်နော်ဒါကတော့ငချင်းကိုအလွယ်တကူကင်လို့မရတာပါငချင်းကခန္ဓာကိုယ်ကရွှဲတာပါနော် အဲ့အရာလေးတွေကိုကျွန်တော်တို့ဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့ကရှာလကရေးနဲ့စားလေးသုံးပြီးတော့ဇလုံးထဲမှာထည့်ပြီးစိန်ထားလိုက်ပါဗျာစိန်ထားပြီးပါပြီဆိုလို့ရှိရင်နည်းနည်းလေးမာတက်တောင်းလေးဖြစ်လာပြီဆိုတော့မှရေးပြန်ဆေးချပြီးကျွန်တော်တို့ငရှင်းကိုကင်လို့ရပါပြီနော်တကယ်ချင်းလို့ရဟုတ်ကဲ့ပါငရှင်းုံလည်းကျွန်တော်တို့ကိုင်းလုပ်ပြီးပါပြီဆိုလို့ရှိရင်ခုလိုမျိုးလေးလှီလိုက်ပါနော်လှီပြီးရင်ကျွန်တော်တို့ကဆိုင်ရက်လေးရှာလကရေးစားဒီ၃မျိုးထည့်ပြီးခဏလေးစိန်ထားလိုက်ပါနော် အညင်နဲ့လေးတွေပျောက်သွားအောင်ပါငရှင်ကတအားညိတယ်နော်အဲ့ဒါကြောင့်မလို့ပါပြီးရင်ရေဆေးချမယ်ရတာထည့်မယ်နော်အရတာထည့်တဲ့ခါကျရင်လက်ဖက်စားဆုံးရဲ့သုံးပုံရဲ့တပုံပဲထည့်မယ်နော်အရတာနယ်လို့ပြီးပြီဆိုရင်အစာမလာလေးတွေပြင်ဆင်လိုက်အောင်နော်တကယ်ကြီးကို ပါဝင်တဲ့ပစ္စည်းတွေကိုပြင်ဆင်လုပ်ပြီးပြီဆိုရင်ငရှင်းနဲ့ကြက်တုံနေကိုကျွန်တော်တို့ကော်မွန်ကတ်တဲ့အပိုင်းကိုရောက်ပြီနော်တကယ်ချင်းလို့လောလောဆယ်ကျွန်တော်တို့ငရှင်းကိုကော်လေးနဲ့ဒီလိုမျိုးလေးကတ်လိုက်မယ်နော်ကော်လေးနဲ့ကတ်တာဘာကြောင့်ကတ်တာလဲဆိုလို့ရှိရင်ဒီငရှင်းကရိုးရိုးကြော်မယ်ဆိုရင်ပျော့မယ်နော်တကယ်ချင်းလို့ တားကြွအောင်ကြော်လိုက်မယ်ဆိုရင်လည်းငရှင်ကပိန်ပြီးတော့ဘာမှရလိုက်မှာမဟုတ်ဘူးเนาะတပွဲသာကြော်လိုက်ပြင်မယ်ကျွန်တော်တို့ကပွဲတဝက်စာလောက်ပဲကြံမှာဖြစ်ပါတယ်ဗျအခုလိုမျိုးကော်နဲ့အပြင်ကကတ်လိုက်လို့ရှိရင်ငရှင်ကသူ့ရဲ့ငโกအသားကဒီတိုင်းပဲကြံရှိနေမှာပါစီကကြော်လိုက်တယ်ဆိုပေမဲ့ငရှင်ရဲ့အတွင်းပိုင်းထိစီကထိုးဖောက်ပြီးတော့တအားကြီးမဝင်ရောက်တဲ့အတွက်ငရှင်ရဲ့ဒီအသားကတအားကြီးရောမကြသွားဘူးပေါ့နော်ဒီသဘောမျိုးပါဗျဟုတ်ကဲ့ပါလိုအပ်တဲ့အရာတွေအားလုံးပြင်ဆင်လို့ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီငချင်းကိုကြုံမဲ့အပိုင်းရောက်ပြီပေါ့နော် ဟုတ်ကဲ့ပါကြော်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အဆက်ကြော်ပေါ့နော်တကယ်ကြီးတွေငွေသီးခွဲချမ်းလေးနဲ့ငွေသီးအစိမ်းလေးပါပါတဲ့အတွက်ကျွန်တော်တို့အဆက်ကြော်ပေါ့နော်ပြီးရင်လည်းကျွန်တော်တို့ကငရှင်ကိုကျွတ်နေအောင်ကြော်ထားတဲ့အတွက်ငရှင်ကမာပြီးတော့ခြောက်နေတာပေါ့နော်မာခြောက်ခြောက်ကလေးဖြစ်နေတဲ့အတွက်ကျွန်တော်တို့အဆက်ကလေးထည့်ပြီးကြော်လိုက်တော့ငရှင်ခြောက်ဆက်ဖြစ်သွားတာပေါ့တကယ်ကြီးတွေဟုတ်ကဲ့ပါဒီငချင်း60ကြော်နေတခုကိုတကယ်ကြီးတို့သိသွားပြီဆိုရင်နောက်ထပ် ကျွန်တော်တို့ဒီငချင်း60ပုံစံမျိုးပေါ့เนาะပုံစံတူပေါ့ဒီအသားပြောင်းပြီးတော့ကျွန်တော်တို့ထုတ်လို့ရတယ်เนาะတငငချင်းတွေဝတ်သားထုတ်လို့ရစက်သားထုတ်လို့ရပင်လယ်သားလည်းထုတ်လို့ရပဇုံလည်းလုတ်လို့ရတယ်เนาะတိုက်သူလို့လုတ်လို့ရတယ်ဗျာဒီနီလန်းတစ်ခုတည်တာနဲ့နောက်ထပ်အများကြီးထုတ်လို့ရတယ်ဆိုတော့ဗောတငငချင်းတို့နားလဲသိချင်တယ်ဗျာဟုတ်ကဲ့ပါဗျာဒီဗီဒီယိုလေးကအကျိုးဆုံးများရှိခဲ့တယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို like and share လေးနဲ့ကူညီပေးပါနောက်ထပ်အသစ်တွေတင်တဲ့အခါကျရင်တငငချင်းတို့သိအောင်ကျွန်တော်ရဲ့ account လေးကို follow လေးလုပ်ထားပေးဖို့မေးပါနဲ့เนาะနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်တငငချင်းတို့ရေ